ထူးခြားတာကအောက်မှာခင်းထားတဲ့အဝတ်တွေထဲမှာပေါ့နော်လူစုကောင်းဆောင်တမိုင်းတော်ဆန်းစုကြည်ရဲ့အပုံပါတဲ့ဟိုပေါ့နော်အင်းကြီးတွေဝတ်စားတွေဝတ်စားတွေပေါ့နော်ဒါတွေတွေ့ရပါတယ်ဒီ7 7နှစ်ကလေးရဲ့အသိဉာဏ်ကိုရှင်များတို့တွေ့ကြည့်ပါဗျာဒီကွင်းလည်းဘာအသိဉာဏ်ပေးနေမလဲဒီစားတွေဟုတ်တယ်သူကကြက်ဟောကြက်ဟောကြက်ဟောဆိုတာဒါညံကောင်းတဲ့လူတွေဆိုကြက်ပြီးတော့ဟောအကုန်ရတာပဲဗျာသူကပင်ကိုအသိဉာဏ်ဘာမှမရှိဘူးငယ်တော့မကြည့်ခြင်းနဲ့ ရင်ငယ်ရတယ်တခါပါဗျာမမမဟုတ်တယ်ဗျာအဲ့ဒါတော်တော်များဆံသမားတွေကအဲ့ဒါဆုံးမခဲ့တယ်ဗျာမိစေများအားလုံးတော်လန်တော်နေတဲ့ပါစမိဆက်ရာဓမ္မတာကိစ္စအစီအစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဦးဇင်းတို့ဒီအစီအစဉ်မှာဘာသာရေးကျင်းနဲ့ရင်းနှီးသံအတွေ့အော်များဆိုတဲ့ခေါင်းစဉ်နဲ့ဒါဆရာတော်မေတ္တညာဗုဒ္ဓတက္ကသိုလ်ကဗျာဆရာစာရေးဆရာအေဒီတာမောင်စိုးချေနဲ့ကဗျာဆရာစာရေးဆရာအေဒီတာမောင်လွမ်းနေတို့ ဆွေးနွေးနေကြတဲ့ဆွေးနွေးချက်အပိုင်းသက်တွေတင်ဆက်နေတာဖြစ်ပါတယ်သို့တော်လည်းပဲဒီတစ်ပတ်မှာတော့ကိုရင်လေးရှင်ဥဒ္ဓမသာရရဲ့အကြောင်းကိုဥဒ္ဓင်ဒီတစ်ပတ်ရပြတင်ပြခြင်းပါတယ်အဖြစ်လို့လဲဆိုလို့ရှိရင်ဒီကိုရင်လေးကလက်လာဘရှာမီးတဲ့သူတွေရဲ့အသောချခံဖြစ်နေလို့ပဲဖြစ်ပါတယ်ဒါကြောင့်လက်လာဘ ရှာမီသူတို့ရဲ့အတုံးချကံဖြစ်နေရှာတဲ့ကိုရင်လေးရှင်ဥဒမသာရဆိုတဲ့ခေါင်းစဉ်နဲ့ဒီတစ်ပတ်မှာဆင်းရဲတင်ပြသွားခြင်းမှာအဲ့ဆင်းရဲမှုမစတင်ခင်မှာဒီကိုရင်လေးကိုဘလို့အတုံးချနေတာလဲဆိုတာလေးကိုသင်တာမြင်တာရှိဖို့အတွက်ဗိုလ်ရိုဖန်တစ်ခုကိုဦးစဉ်ဖွင့်ပြมาပဲဖြစ်ပါတယ် ဒါကထိုင်းနိုင်ငံမှာကျင့်ပတဲ့ဝင်လေးရှင်ဥဒ္ဓမသာရရဲ့တရားပွဲတစ်ခုပါထူးခြားတာက အောက်မှာခင်းထားတဲ့အအဝတ်တွေထဲမှာပေါ့နော်လူထုကောင်းဆောင်ဒကမိုက်တော်ဆန်းစုကြည်ရဲ့အပုံပါတဲ့အဟောပေါ့နော်အင်းကြီးတွေဝတ်စားတွေဝတ်စားတွေပေါ့နော်ဒါတွေတွေ့ရပါတယ်တော်တရားပွဲစီစဉ်တဲ့သူတွေရဲ့ဟိုပြောမယ်ဆိုလို့ရှိရင်တော့စီစဉ်သူတွေရဲ့စိတ်ဓာတ်တွေကိုမြင်ရပါတယ် အဲတို့တော်လည်းပဲကိုရင်လေးကဒီပုံတွေကိုဟိုနင်းသွားခြင်းမရှိဘဲနဲ့ဘေးကနေကွင်းသွားတာကိုလည်းအားလုံးမြင်တွေ့ရမှာပါအားလုံးမြင်တွေ့ကြတဲ့အတိုင်းပါပဲဒါကကိုရင်လေးရဲ့တရားပွဲတစ်ခုမှာပြုတ်မှုလိုက်တဲ့အပြုတ်မှုတစ်ခုအွန်လိုင်းပေါ်မှာတက်လာတာဖြစ်ပါတယ်ဆိုတော့လလဘရှာမိတဲ့သူတွေဟာဒီကိုရင်လေးကလေးရဲ့ဘဝအရွယ်လေးကို အသုံးချနေတာပဲဖြစ်ပါတယ်ဒီလိုအသုံးချနေမှုနဲ့ပတ်သက်ပြီးတော့ဆရာတော်ဥက္ကဋ္ဌဒါရမော်ဘီနဲ့အတူအခုလိုဆွေးနွေးထားတာပဲဖြစ်ပါတယ်ဆရာတော်မင်္ဂလာပါဗျာမင်္ဂလာပါဗျာမောင်ပါဗျာဒီတော်တို့ဒီအတော်အတွင်းမှာလေအေးတွေ့တွေ့နေတာပေါ့နော်ဒီကိုရင်လေးကိုခြေတန်းတင်ပြီးတော့မှဟိုတရားပွဲတွေကျင်းပနေရတယ်ပေါ့နော်ဒါ level ဒီလိုမြန်မာနိုင်ငံမှာတော့ဒီကိုရင်လေးကိုပြည်ရည်စာပေတင်ကြဖို့အတွက် တရားဟောတာတွေခိတ္တရဆိုင်ဖို့ဆိုပြီးတော့မှမာနာကနေမှထုတ်ပြန်တာလည်းပဲတွေ့ရပါတယ်ဗျာတော်တော်လည်းပဲဒီကရက်ရပိုင်းကထိုင်းနိုင်ငံထဲမှာဒီတရားဘောတွေပေါ်ကျင့်ပါတာကိုလည်းတပည့်တော်တို့ကြားသိရတယ်ဗောဗျာဆိုတော့အဲတပည့်တော်တို့ကြားသိတာထူးခြားတာကဘာလဲဆိုလို့ရှိရင်အဲ့ဒီတရားဝဲကျင့်ပါတဲ့ပြည့်သက်တွေကဗောနော်ဒီကိုရင်လေးဒီတရားဟောပလင်ပေါ်မှာပေါ့လာယာလမ်းမှာဒီ ဟိုအဝတ်တွေတစ်ဖက်တွေနဲ့ခင်းပြီးတော့ကျူဆိုကြတာတွေ့တယ်ပေါ့နော်အဲ့ဒီထဲမှာဘာတွေ့လဲဆိုလို့ရှိရင်ဓမ္မကြီးဒေါန်စန်းစုကြည်ရဲ့ပုံကိုပေါ့နော်ဟိုခြေတော်နဲ့နင်းဖို့အတွက်ဒါဒီခင်းခင်းပေးနေရတယ်လဲတွေ့ရတယ်ပေါ့နော်တွေ့ရတယ်အဲ့ဒီအပေါ်မှာပေါ့နော်ဆေရောရဲ့အမြင်လေးကိုမင်းကြပေးဖို့တွေ့ရှောက်ထားပါတယ်ခင်ဗျာမမအဲ့ဒါလည်းတွေ့တွေ့လိုက်ပါတယ်ခင်ဗျာအဲ့ဒီရဲ့တရားပွဲကတော့ဒီလိုထိုင်းနိုင်ငံမဟာချိုင်ပေါ့ဘန်ကောက်မဟာချိုင်မှာလောက်တာ အဓိကတော့ဗျာအဲ့ဒီတရားပွဲစီစဉ်တဲ့ပုံကိုယ်ရဲ့စိတ်ဓာတ်ပေါ့ဗျာလောက်တော့တရားပွဲသူတို့စိတ်ဓာတ်ကဘလောက်အောင်တန်ကြသလဲဆိုတာအဲ့ဒါကိုဖော်ပြတာပဲဗျာဒါရီရတဲ့တပြို့တော့အရင်စစ်အမြင့်မြေကဆိုလို့ဒါအဓိကတော့ဒီလိုတိုင်းပြည်ရဲ့ပစ္စည်းချင်းရဲ့အကြောင်းတရားထဲမှာအကုန်လုံးပစ္စည်းကြတာကိုဖျားတပြို့တော့ပညာရေးတွေပစ္စည်းတဲ့အသိဉာဏ်တွေပစ္စည်းတဲ့လူမျိုးကြမ်းမိုက်စီဝါရေးအကုန်လုံးပစ္စည်းကြတော့အရင်စစ်အမြင့်မြေဆိုသူတို့ပဲ ဟွာပြမယ်အဓိကကတော့အာနာရှင်စနစ်ပေါ့ဗျာမှန်ပါဘာဖြစ်လို့တော်တော်တို့တို့ဒီနိုင်ငံက62ခုနှစ်ဥနေဝင်အာနာမသိင်ခင်တော့ဆိုရင်ဒါတို့နိုင်ငံကြီးကလည်းအစင်းမြင့်နဲ့ပညာရေးတွေလည်းအစင်းမြင့်ညာလူတွေကလည်းအစင်းမြင့်နဲ့အတွေ့အော်စီးပွားရေးအကုန်လုံးပေါ့ဗျာငွေကြေးအစားအဆက်ဆက်ရာအကုန်လုံးအစင်းမြင့်ညာလေဗျာအဲ့ဒီအစင်းမြင့်နေတဲ့အဥ္ဇာတွေဒီဥနေဝင်62ခုနဲ့အာနာသိမ့်ပြီးတော့တဖြည်းဖြည်းနဲ့ဖြည့်ဆည်းလာတာဖြည့်ဆည်းတယ်ဆိုတာလေဒါကသူတို့က ရှင်းပြောရင်ဗျာဒီအာနာတိုင်းမြည်ရဲ့ဒီအာနာပေါ့ဒီအာနာဆိုတာအဓိကပြည်သူပြည်သားတွေပိုင်တဲ့ဒီအာနာကိုတို့ကတစ်သက်လုံးလူကျင်လို့ရုပ်ရုပ်မှန်မှန်နဲ့အဲ့မှာတို့ကအကုန်ဖြည့်ဆည်းပြတာဘာဖြည့်ဆည်းတယ်ဆိုတော့တပည့်တို့နံပါတ်1ကပြည်သူလူပြည်သားတွေကိုဆာမဖတ်အောင်လုပ်တယ်ဗျာဆာမဖတ်တော့ဆရာတော်တဲ့တဲ့အတိုင်းပဲအတိညာဉ်ကောင်းကောင်းစဉ်းစားဝေဖန်နေတဲ့အတိမရှိတော့ဘူးမှန်ပါအဲ့ဒီနံပါတ်1ကပိုးဆိုးတာပညာမတောက်အောင်လုပ်တယ်ဗျာဘာဖြစ်လို့ဆိုတော့တို့ဗမာပြည့်ရဲ့ပညာရေးဆရာတော်တိပေါ့တိပါတယ်အားလုံးက တနစ်တနပုံမအောင်နဲ့အောင်းနေတဲ့ဥစ္စာတွေတချို့ကဘွဲ့ရရသွားတာဖျားခို့ချလို့အောင်းနေတချို့ကလည်းတင်းပေးလို့အောင်းနေဘွဲ့ရရဘာအသိဉာဏ်မှမရှိဘူးဘာတွေးခေါ်မှမရှိဘူးဆိုတော့ဒါကဒေါကီပညာရေးပဲရှိသေးတာဒီပြီးတော့တို့ပထမပညာရေးတွေကိုလည်းပြန်ကြည့်ပါအောင်ခင်ဗျာမထူးဘူးဗျာဘာဖြစ်လို့လဲအဓိကဒီလိုဒီဘာသာရေးခေါင်းဆောင်လုပ်နေတဲ့ဘုန်းကြီးတွေပေါ့ဗျာဒီဆရာတော်တွေရဲ့အဲ့ဒီရဲ့လောကီပညာရေးပဲဖြစ်ဖြစ်လောကရပညာရေးဆိုတာဒီအာနာရှင်အကုန်လုံးဖြည့်ဆည်းခဲ့တာဗျာ အဲအကုံတော့ဒီတန်တာရေးဆိုတာလဲဒါသူတို့နဲ့မဆက်ဘူးလေဒီစစ်တိုက်တာနဲ့တန်တာရေးနဲ့ဘာဆိုင်လို့တို့ဖေအဲ့မှာဒီစစ်တိုက်ကတန်တာရေးရဲ့ဝန်ကြီးတက်လို့တော့သူတို့တာသနာအကုံလုံးကမောက်ကမဖြစ်တာပေါ့ဗျာတောက်ပြီးတော့ဘာသာတန်တာကြောင့်လဲဘာမှသိတဲ့ကောင်းနေမဟုတ်ဘူးသူတို့သိတာစစ်တိုက်ဖို့တော့သိတဲ့ကောင်းနေလေကိုမထားပါတော့ပါဏတိပါရသူတပတ်အသက်မတတ်နဲ့ဒါသူတို့ဒီတန်တာရေးဆိုင်တာဒီလိုပြောထားတော့ဆိုဗျာ တို့ကဟိုမှာတမျှအတက်တက်နေတဲ့ကောင်တွေတကယ်သာသနာ့ဝင်ကြီးတက်ဖြစ်တော့ဒီသာသနာမပြည့်ဘယ်သာသနာပြည့်မှာလို့ဗျာအဲ့ဒါမျိုးဒီတိုင်းပြည်လည်းပြတ်တော်တာပေါ့အကုန်လုံးကဒါတွေအကုန်လုံးကမောက်ကမောက်လောက်ပါတယ်ဒီကောင်တွေပဲဗျာအမှဒါဆိုရင်ဒီကိုရင်လေးကိုအတော့ချပြီးတော့မှဒီလိုခင်းချင်းနေဖြစ်လာတာဟိုဓမ္မထွန်းကားအောင်မလုပ်တာရဲ့ပညာတက်အောင်မလုပ်ခဲကြတာရဲ့အကျိုးဆက်လို့ဒါဒီလိုဝါလို့အောင်ပါဗျာဆိုတော့လေးဗျာမှန်ပါဗျာဗုဒ္ဓရဲ့အစိုးမကိုသာသနာလို့ခေါ်တာဟုတ်သာသနာအကွဲတဲ့အကြောင်းတရားတွေလည်းရှိကြတာဟုတ်ဗျာ ိတာဆိုတော့ဒီလိုဒီမှာလဲဟိုအင်္ဂုတ်ထုံမှာဒီလိုတွေ့တာရှိရလေเนาะဗျာဟိုဟာပေါ့ရဟန်းများတို့တရားမနာစာပေမတင်နှုတ်တွင်မဆောင်တိအောင်မမပြိပတ်ွားဤငါးပြာဒီနောင်လာထုတ်ပြင်စာတင်ပဲလျော့ကျဲမဟောကြကျဲမချနဲ့ကျဲဆော့မအံမကြံမစီဤငါးလေဒီဝါတနီးမှာအခရာပုတ်ပြက်လေးကျက်ဆောင်ထားဆုံးမမယူစာချသူရလက်များအောင်ကြံခိုက်ရန်ကွဲပြားဤငါးပါးဒီဖရာသာသနာကွယ်ကြောင်းဒီဆိုဒီတို့ဒါလေးတွေကြားဖို့ခဲ့တယ်ပေါ့နော်ကြားဖို့ခဲ့တဲ့ခါရောက်တော့ကျတော့ဒီထဲမှာပေါ့နော်ဒီတို့ ဒီရဲ့တာနာခွေကြောင့်တရားတွေနဲ့ရှင်ကြည့်မယ်ရှင်ကြည့်ပြီးတော့မှဒီကိုရင်လေးကိုအသုံးချနိုင်မှုတွေနဲ့ဟိုဒါတွေတွက်ဆက်ပြီးတော့မှသေတော်မြင်တော်လေးရှင်းပြပေးပါဦးခင်ဗျာမမအဓိကတော့ဗျာတပည့်တို့ပြောမစွင်ဒါဒီကိုရင်လေးဒီတရားဟောတာဒါတပည့်တို့ကုဒီလို့ပြောတာလဲမနာလို့ပြောတာမဟုတ်ဘူးခင်ဗျာမမဘာဖြစ်လို့ဆိုတော့မှန်မှန်ကန်ကန်အသုံးချတတ်ဖို့ပြောတာမမကန်ဆိုတာဒီကိုရင်လေးကဘလောက်ကြည်အောင်မလို့ဗျာအများဆုံးဖြစ်10နှစ်ပေါ့ထား10နှစ်17နှစ် ်ပါမှန်ပါဒီ7 7နှစ်ကလေးရဲ့အသိဉာဏ်ကိုရှင်များတို့တွေ့ကြည့်ပါဗျာဒီကွင်းလည်းဘာအသိဉာဏ်ပေးနေမလဲဒီစားတဲ့ဟုတ်တယ် तू ကကြက်ဟောကြက်ဟောကြက်ဟောဆိုတာဒါညံကောင်းတဲ့လူတွေဆိုကြက်ပြီးတော့ဟောအကုန်ရတာပဲဗျာ तू ရဲ့ပင်ကိုအသိဉာဏ်ဘာမှမရှိဘူးမှန်ပါအဲ့ဒါဒီရောရှော့ချင်တယ်အဲ့ဒါဗျာဒီရောသူတရားအကြီးပေါ်မှာယဟန်းများတို့တရားမနာပါတော့ဒါတရားမနာရင်ဒါသာနာကွယ်ကြောင်းပေါ့ဆိုတော့တပည့်တော်နိုင်ငံမှာကတရားပွဲတွေကလည်းကြီးကြီးချင်းချင်းတဲတဲကြီးကျင်းပနေရအောင်ဗျာကျင်းပနေကြတဲ့အခါမှာအဲ့ဒီရဲ့တရားပွဲကြီးတွေဟာတကယ် ဟိုတရားနာခြင်းအစ်စ်ဟုတ်သလားတော့တို့တို့တွေးမိတာပေါ့ဆဲတော့မရှိပြီပါအဲ့ဒါလဲဗျာကူကဗမာပြည်လောက်တရားပွဲရှိတယ်ဗမာပြည်ပဲတရားပွဲရှိတယ်ဗျာဒါတော်တော်များများဟောတဲ့တရားတွေကသူကတော့ဖခင်တရားတွေတော့ဟောနေကြတာပဲဗျာဒါပေမဲ့လက်တွေမှာသူကမကျင့်ကြဘူးဗျာမှန်ပါအဓိကတော့အသိနဲ့အကျင့်ပေါ့မှန်ပါသိပြီးတော့မကျင့်တော့ဒီလိုတိုက်ပြီးပြတ်တာပေါ့ဒါကူကတရားမနာဟိုမှာစာပေပြင်နှုတ်နေမစရာသိရအမမပြိပတ်กว่าအင်္ဂါဗျာဒါသနာကွယ်ကြောက်ဆိုတော့ဒါကဒီလို ဟိုမြတ်ဗုဒ္ဓအင်္ဂုတ္တရနိဂရမှာပင်စကနိဗ္ဗာန်မှာပထမတတ္တမတမ္မောတာတုတ်ပါဗျာမှန်ပါမှန်ပါအဲ့ဒါဖះလဲဒါရဟောထားတဲ့ဥစ္စာရှိတယ်မှန်ပါအဲ့ဒီဟောထားတဲ့ဥစ္စာတွေမှာအဲ့ဒီခုနဆောစောအချက်တွေပါတာပေါ့ဗျာဒါသန္တနာကွန်ချင်းအကြောင်းပါဒါဘာဖြစ်လို့ခုနဆောစောဒီကိုရင်လင်းရဒါပြောမှဆိုရင်ဒါသူ့ဆရာသမားလဲတော်တော်လိုတယ်ဗျာလိုတယ်ဆိုတာမမဒီဥစ္စာကိုဒီတရားပွဲကိုသူကတင်းပြရမှာမဟုတ်ဘူး သူသူဆရာမဒီကိုရင်လေးကိုတကယ်ဖြစ်မြတ်ဖြစ်စေခြင်းနဲ့ဆိုရင်တရားဟောတာနောက်ချင်းလက်သူ့ရဲ့အသိပညာတွေပြည့်စုံတိုင်းဟောလို့ရပါတယ်ဗျာဒီတက်ဒီရဲ့မှာမဟောတင်ဘူးဗျာဘာဖြစ်လို့ဆိုတော့ကလေးရတဘာဝဗျာဒီရဲ့တရားဟောလို့ရှိရင်သိတဲ့အတိုင်းပဲရှင်းမြတ်လက်လက်ပါတွေကဒါများတာဟုတ်မမလက်များလို့ရှိရင်ဒါသိချားတယ်ဗျာဒုရသန္တနာပြတ်မှာပဲဒါအဲ့ဒါပဲဗျာလက်များအောင်ဖန်လေတမလက်များအောင်ဆိုတော့တပည့်တော်တို့ရဲ့ပြည်သူလူထုတွေကလည်းပဲလူမျိုးတို့ပြည်သူလူထုတွေမှာမဟုတ်ပါဘူးဟိုလူသားမှန်ရင်ပေါ့နော် ကလေးဆိုလို့ချင်းချစ်ကြတာဟုတ်မှန်ဒီရက်ကလေးကိုချစ်တတ်တဲ့အချက်ကိုကန်ဆွဲပြီးတော့မှဒီဖုန်းကြီးတွေကနေမှာလက်လာပါများအောင်ဖန်တီးနေကြတယ်လို့တပြိတော့မြင်ပါတယ်ဗျာဆိုတော့ဒီကိုရင်လေးကလည်းပဲဒီလိုပဲလူထုအသေးနှလုံးဖြစ်အောင်ပေါ့နော်ကလေးဆိုတော့ကလေးလေးတရားဟောတဲ့ခါတော့ကျလူတွေကအထူးဆန်းဖြစ်ပြီးတော့ပေါ့နော်ပိုတက်လိုက်တာမဟာလုတ်တိုက်တာပေါ့ဒီကလေးရဲ့အဋ္ဌညာကဟိုထိုးထွင်းပြီးတော့လာလာလာမလာလာလာမတွေ့ကြတော့ဘူးလေကလေးကိုချစ်တဲ့စိတ်ကလေးနဲ့ပဲ လုပ်ရတဲ့ကောင်အဲ့ဒီပေါ်မှာမှဒီချစ်ခင်ကျင်နာမှုတွေကိုအသုံးချသွားတယ်လို့ပြောရတော့မြင်ပါတယ်ဗျာမှန်ပါဗျာအဲ့ဒါသူကခလေးကိုချစ်တာမဟုတ်ဗျာပြောမစခလေးကိုနှစ်တာဗျာမှန်ပါသူဆရာသမားတွေအဲ့ဒီခလေးကိုနှစ်ပစ်လိုက်တာဒီခလေးကိုရှင်းပြဒီခလေးကိုတတ်ပစ်လိုက်တာပဲဗျာသူတို့တကယ်လို့အဲ့ဒီသူဆရာသမားတွေတာသနာတကယ်ချစ်တယ်ဆိုလို့ရှိရင်တာသနာတကယ်မြန်နိုးတယ်တာသနာကိုတိုးစေစီခြင်းနဲ့ဆိုလို့ရှိရင် ဆရာတော်သိပါတယ်ဒီလိုသာသနာပြည့်စုံဓာတ်နှစ်ချောင်းလေသာသနာအဲ့ဒီဓာတ်နှစ်ချောင်းနံပါတ်1ကမာတုကမာနံပါတ်2ကလက်လာပါလေလက်လာပါပဲဘာဖြစ်တော့ဒီကလေးကွင်လေးဟာဒီလက်လာပါနောက်ကိုတရားဟောရင်ဒါငွေရရတာဟုတ်ဗျာဒါလက်လာပါနောက်တာတိတုဆရာသမားလည်းရှင်းမယ်ဒါလက်လာပါနောက်လိုက်တာဗျာလက်လာပါနောက်မှာလိုက်လို့ရှင်သိချရတယ်ဗျာဒီလိုသာသနာပြက်ဖို့ကအဲ့ဒါလန်းစာပဲဖြစ်လန်းစာတော့မဟုတ်ပါဘူးပြတန်တာပြကြောင်းပါပဲမမဘာဖြစ်လို့သူဆရာသမားရဲ့ရှင်းပြဒါကိုရင်လေးပေါ်တက်တက်သုံးချတာ လူလိုပြီရိုင်းစမ်းစမ်းပြောမှဆိုရင်ဖေဟာဒါရုပ်မှန်တဲ့ကြံစည်နဲ့လို့တာပဲဒါသန္တာပြုတာမဟုတ်ပြဒါသန္တာဖြစ်စီတာဘာဖြစ်လို့လဲသန္တာနဲ့ဖြစ်စီတာမဟုတ်ဒီကိုရင်လေးရဲ့အသိဉာဏ်ကိုလည်းဖြစ်စီတာဘာဖြစ်လို့လဲဒီကိုရင်လေးကနောက်တစ်ချိန်ကျတော့ဒါနောက်ကိုလိုက်ပြီလေလက်လက်ပါနောက်ကိုဩဒါလည်းဖြစ်စီဒါရမယ်ဆိုတော့ဒီလက်လက်ပါနောက်လို့ချင်းသူ့ရောဒီသန္တာသွားပြီပေါ့ဗျာသူ့ဆရာသမားလည်းဒါအသုံးချတာပြည်သူဆရာသမားနဲ့မဟုတ်ပြည်ဒါမမတကယ်တကယ်ကြတော့ဒါမဟာနာနိုင်ငံတော်မဟာနာတွေကဒါပိတ်ပြီးသားပဲမမဒါကြကြန္နာသူတို့ကရှင်းပြမှတ်မှန်ကန်ကန်အေးမီလို့ ။သူကပါဇက်ပဲရှိတယ်ဗျာ။နိုင်ငံတော်မာနဆိုတာလဲဒီလိုတော်တော်များများလက်ဆုံခဲ့ပါတယ်ဗျာ။အမှုပေါင်းသူတို့တွေ့ခဲ့တယ်။မာနဆိုတာလဲပဆက်လက်လက်ပါထိုးလိုက်ရှင်အဲ့ဒီမာနတွေအလကားပါပဲဗျာ။ဘာမှသုံးစားလို့မရဘူးဗျာ။ငွေထုတ်လို့ရှင်အဲ့ဒီမှားနေတော့ဆိုတာမှန်အောင်လုပ်ပြလိုက်တာဗျာ။မာနလဲအတူတူပဲ။အဲတကယ်တကယ်ပြောမှဆိုရင်တန်တနာဖြစ်တဲ့တည်းမှာ ਨੇ သူတို့လက်ပါတယ်ဗျာ။မမဟောဘောပစ္စည်းမာတို့ဤနှစ်ခုကနှစ်ခုတင်နေဌာနစင်းပေါ့။သူတို့လည်းကြားဟုတ်ပါတယ်ဗျာ။အဲ့ဒါဟောဘောနော်။မိမနဲ့ငွေဤနှစ်ထွေကရဟန်းတေကြောင့်ဌာနချောင်းပေါ့။ကိုရင်လေးကို ဒါလက်လာဘာနဲ့တတ်တယ်တည်းအရင်အချိန်တန်ရွယ်ရောက်လာရင်လက်လာဘာကနေတဖြင့်ဒါဟိုမိမပတ်သက်မှုတွေလည်းဟိုဖြစ်လာကဖြစ်လာနိုင်တဲ့အနေအထားမျိုးဒါတွေးကြည့်တာပါ ဖြစ်လာလိမ့်မယ်လို့တတ်အစွဲတာမဟုတ်ပါဘူးဗျာတို့ကျင်တာတပြို့တို့ငငယ်ရပါတော့နော်ဟိုကိုရင်ဘဝတို့ငါဆရာသမားတွေသုံးမတာရှိခဲ့ဘူးတယ်ဗျာငယ်တော့မကြည့်ကျင်နဲ့ကြည့်ရင်ငယ်ရတဲ့အခါပါဗျာမမမဟုတ်တယ်ဗျာအဲ့ဒါတော်တော်များများဆရာသမားတွေကအဲ့ဒါသုံးမခဲ့တယ်ဗျာတပြို့ရှင်းပြန်ဗျာတောင်မြုပ်ဆရာတော်ကြီးလည်းဒါတွေက သူအဓိကတော့ဘာတမျိုးဆရာကြီးကဘာအဓိကထားပြောတယ်တို့လိုစိတ်ကောင်းရှိဖို့ပထမစိတ်ကောင်းရှိဖို့ပထမပညာရေးကိုနောက်ပါထားပြတယ်အဓိကကိုကျင့်ကောင်းမှုကဒုတိယအဓိကအဲ့ဒါအဲ့ဒါနှစ်ခုအရေးကြီးတယ်ဗျာပြောမှဆိုလို့ရှိရင်တို့လိုဒီသာသနာမှာလည်းအဲ့ဒါအဲ့ဒီစိတ်ကောင်းတဲ့ကိုကျင့်ကအရေးကြီးတယ်မှန်ပါဗျာအဲ့ဒီစိတ်ကောင်းတဲ့ကိုကျင့်မှမရှိရင်တို့လိုဒီသာသနာလည်းဘလို့မှမထိုးတက်နိုင်ဘူးဗျာပြန်ပြောရမယ်ဆိုလို့ရှိရင်ဒါကိုရင်လေးရဲ့ဒီဆရာသမားကြီးရဲ့စိတ်ဓာတ်ကဒါတို့လိုမြင်တာပေါ့ဗျာ ဒါသူကကိုင်လေးကိုချစ်တာမဟုတ်နဲ့တဖြည်းဖြည်းနဲ့နှစ်တာဗျာနှစ်ပြီးတော့တတ်ပြတာဗျာအကိုင်လေးရဲ့အသိဉာဏ်တွေတတ်ပြတာနောက်ပြီးတော့ပိုးဆိုးတာဒုဒုရဲ့မြန်မာပြည်ရဲ့ထားပါတော့ဒုဒုဘာသာဝင်တဲ့လူမျိုးတွေပေါ့ဗျာဒုဒုဘာသာဝင်လူမျိုးတွေတော်တော်များများကလည်းမေယိုဖလာတွေကများခဲ့တာဟုတ်မှန်ပါဒုဒုပညာရေးကဗုဒ္ဓဘာသာနဲ့သရတိကဗုဒ္ဓဘာသာနဲ့ရှားတာဟုတ်ပညာရေးကဆိုအမှန်မှန်သိမတွေးနိုင်ဘူးဗျာမှန်ပါမတွေးနိုင်ဘူးဆိုတော့အကုန်လုံးကတော်တော်များများကဘာဖြစ်တော့ပေါ်ပူလန်နောက်ကိုလိုက်တာများတယ်ဗျာမှန်ပါဒုဒုလူမျိုးတွေကြည့်လိုက်ဗျာ ။ဘာဖြစ်လို့ဆိုတော့တိုင်းပြည်ရဲ့အဓိကမတိုးတက်ခြင်းအကြောင်းတရားတပည့်တို့အသိဉာဏ်နှိမ့်သွားတာ။အသိဉာဏ်နှိမ့်တော့အဲဒီ popular နောက်ကိုလိုက်ရလိုက်ရနေတို့တို့လူမျိုးတွေတဖြည်းဖြည်းနဲ့ဘာဖြစ်တယ်တဖြည်းဖြည်းနဲ့ဆုတ်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 လာတာ။ခုတိုင်းပြည်မှာဒီရအနာကကဒီကလေးတွေကဒီလိုဆုတ်လာလို့ရှိရင်ဒီလိုဒီတိုင်းပြည်သွားပြီပေါ့ဗျာခုတိုင်းပြည်ဗမာပြည်ပဲကြည်ကြည်ပေါ့ဗျာဟိုမှာဟိုမှာဖြူဖြူထွေးတို့ချင်းဂေကောတို့ဘာအစင်းနဲ့မှမရှိဘာအသိညာမရှိပေါ်ပြူလာတဲ့အရင်နောက်ကိုဒီလိုပြည်သူတွေလိုက်တယ်ဆိုတော့ဒီပြည်သူတွေအစင်းနဲ့ကိုတွက်ကြည်ပေါ့ဗျာ ဒီတိုင်းပြည်နောက်တစ်ချိန်ကျတော့အဲ့ဒါနေမှာမပြုတ်ပြင်းဘူးဆိုရင်ဒီလိုတိုင်းပြည်ကတော့ကုလိုပဲတရားပျက်စီးမြဲပျက်စီးမြဲအောက်တန်းကြတဲ့အောက်တန်းကြပဲပဲဒီလိုပဲဖြစ်အောင်ပါဗျာအဲ့ဒီလူတွေလည်းအောက်တန်းကြတယ်တိုင်းပြည်အောက်တန်းကြရင်ဒီလိုသာသနာလည်းသွားပြီပေါ့ဗျာဘိုးအောက်တန်းကြတာပေါ့အဲ့ဒါတွေကသူတို့ဆရာသမားတွေနဲ့ဖုန်းကြီးနေရောကုနိုင်ငံတော်မဟာနာတွေဆရာတွေတော့ဒါကြက်ကြက်မမှန်းနဲ့သူတို့မမှန်ကန်ကန်လှုပ်ဆောင်အောင်ပါဗျာမမအဓိကကတော့ဆရာတော်အဖွင့်မှာမိန်ခဲ့တယ်လို့ပေါ့ပညာရေးနောက်ောက်ကြမှုပါပဲဆိုတော့ ဒါကအမှားလားဒါကအမှန်လားဒါကအကြောင်းလားဒါကအကျိုးလားဆိုတာကဒီလိုဟိုစာပေတွေထဲမှာလည်းရှိတယ်လေဗျစာပေတွေကလည်းညွှန်ပြတယ်ဓမ္မတွေကလည်းဘုရားရဲ့ဓမ္မတွေကလည်းညွှန်ပြတယ်နောက်တစ်ခုကတရားပြင်နေပေါ်ကလည်းညွှန်ပြနိုင်တဲ့ပုံကူတွေရှိရမယ်ပေါ့နော်အမှားမှခွဲပြားနိုင်အောင်ပေါ့ဒီလိုနိုင်ငံမှာကတရားပွဲတွေဘလောက်ပဲများများသူတို့ဟောတဲ့တရားတွေကဒကာဒကာမတွေကိုအသိဉာဏ်ဖွင့်ပြဖို့အဲဆိုတဲ့ရည်ရွယ်ချက်ထက် ကရောဘွဲအကြီးအသေးဥပေါ်မှာမူတည်ပြီးတော့မှဟောနေကြတာတွေကရှိတာဟိုဒီတကူတို့ဆိုလို့ရှိရင်သိမ့်ဘလောက်ရမှဘညာရမှဆိုတော့လေဒီလိုပုံစံမျိုးတွေဖြစ်ကြတာဆိုတော့တရားရဟန်းများတို့တရားမနာဆိုတဲ့အချက်တစ်ချက်ထဲတွင်ကိုမြို့နိုင်ငံမှာသာသနာကွယ်နေပြီလို့မြင်နေပေါ့နောက်တစ်ခုကကြတော့တရားဟောမဲ့ပုဂ္ဂိုလ်ရဲ့နှလုံးသားထဲမှာဟိုဓမ္မကိန်းအောင်ဖို့လိုရတယ်ပေါ့နော်ဘုရားကိုယ်တိုင်ကလည်းယထာဝါဒီတထာဂါဒီလိုမြင်နေတာကိုကျင့်တဲ့လောက်ကိုပဲပြောနော် ကိုပြောရင်လည်းမကျင်မဲမနေနဲ့ဆိုတာကိုဗုဒ္ဓကတထာကတဂုံတော်မှာဒါတခါတည်းမိန့်ထားခဲ့ပြီးသားတွေပေါ့နော်ဗုဒ္ဓရဲ့တထာကတဂုံကိုပြန်ကြည့်ရင်သိပါတယ်သူတို့အဲ့လိုမျိုးဆိုတော့တပည့်တော်နိုင်ငံမှာကပလင်ပေါ်မှာအတန်လေးကောင်းကောင်းလေးနဲ့ဟစ်လိုက်ဟုတ်လားဂါထာကောင်းကောင်းလေးနဲ့ယွတ်ကြပြာကောင်းကောင်းလေးနဲ့နောက်ဟာသားတွေထိုင်ပြော့တဲ့အရာတွေကိုမှတရားထင်အကြိုက်လိုက်အတန်ကောင်းကောင်းလေးနဲ့ရှားလေးကလက်ကလက်ပြီးတော့လေဟိုသူတို့တွေ့တွေ့နေပါတယ်ဒီရွှေမြိုင်တို့ပါတော့ဟုတ်လားတကယ်အနှစ်သားတွေပြန်ကြည့်မယ်ဆိုလို့ရှိရင် ပြည်သူတွေကိုတကယ်ငြိမ့်သွားအောင်ပေါ့နော်ဒီလိုအငြိမ့်တာဆိုတာနိဗ္ဗာန်တက်ပဲလေဗျာနိဗ္ဗာန်ရအောင်ဒီလိုကအငြိမ့်တက်ဖြစ်အောင်ဟောရမယ်အသိဉာဏ်ရှိအောင်ဟောကြားရမှာဟုတ်သို့တော့တရားပွဲတွေဘလောက်ပဲပေါ်ပေါ်အငြိမ့်တက်အသိဉာဏ်တက်တွေမရကြတဲ့အခါမှာဒီလိုနိုင်ငံမှာတရားနာနေတော်လဲတရားမနာတဲ့ပုံစံမျိုးတွေဖြစ်နေကြတာတွေ့တွေ့ရတာပေါ့ဗျာမမအဲ့ဒါလည်းဒီလိုကိုကဒီသဗ္ဗရာရွှေမြိုင်နေမဟုတ်ပါဘူးဗျာဒီလိုရွှေရကား ပလင်မွားတရားဟိုတချင်းစုံနေတာဒီလိုမှရှိတယ်လေဗမ်မော်ဆရာတော့တေးတတ်ထင်တာပဲဗျာဒီတော့အဲ့ဒါအဲ့ဒီတေးတတ်တော့ဒီတော့ဗမ်မော်ပဲထင်တာမှန်ပါဟိုဟာရှိတယ်တရားကိုတေးစုအဖေကိုသားဆက်ဆွေမျိုးတွေကဓမ္မတိုက်တိလာယွင်မြတ်ဆက်ပြေအလူပင်းထမင်းရောင်းဆိုတဲ့ဒီတေးတတ်တွေရှိတယ်ဗျာအဲ့ဒါတွေကဒါရှင်းမြတ်သာသနာပြည့်ကြောင်းတိုင်းပြည့်ကြောင်းရဲ့တရားတွေပဲဗျာဘာဖြစ်လို့ဆိုတော့ဒီတရားကိုတေးစုဆိုတဲ့ဒါတရားတွေကတေးအဖြစ်လို့ရောက်ရှိသွားတာ ဒါရှင်းပြန်မှန်မှန်ကန်ကန်အသုံးမချနိုင်တော့ဘုရားမှန်ပါမြတ်ဗုဒ္ဓရဲ့တရားတွေမှန်မှန်ကန်ကန်အသုံးချဖို့အရေးကြီးတာမြတ်ဗုဒ္ဓတရားတဲ့ဘယ်တရားပဲကြည်ကြည်အကုန်လုံးအေးချမ်းပါတယ်ဘုရားတို့မြတ်ဗုဒ္ဓတရားအကုန်လုံးစမ်းသပ်ခံနိုင်တဲ့တရားဘယ်ဘက်ကစမ်းစမ်းဘုရားမှန်ပါကြိုက်တဲ့ဘက်ကဘယ်ရှုထောင်မယ်ကြည်ကြိုက်တဲ့ရှုထောင်ကြည်အစမ်းသပ်ခံတဲ့တရားကိုတို့ကဘာဖြစ်အောင်လို့ဆိုတော့အစမ်းသပ်မခံနိုင်အောင်လုတ်ပစ်လိုက်တာရှင်းပြန်ဒီလေးလေးနက်နက်ရှိတဲ့တရားပေါ့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 ပြက်ပြက် လုတ်လိုက်တော့ဘုရားဒီတရားတွေကလည်းတဖြည်းဖြည်းနဲ့သွားအောင်နောက်ပြီးတော့ခုနဆရာတော်ပြောခဲ့ပါလေ သာသနာဆိုတာဒီသာသနာတည်ဖို့ဆိုတာသာသနာဆိုတာအဆုံးမှာအဆုံးမှာဆိုတာဘာရဲ့အဆုံးမှာဆိုတော့မြတ်ဗုဒ္ဓရဲ့အဆုံးမှာအဲ့ဒီမြတ်ဗုဒ္ဓရဲ့အဆုံးမှာတွေကတပည့်တို့ဒီယင်တဲ့ဟူတီမဒါသာသနာတည်မှာပြဒီသာသနာတို့ပြည့်တို့ဒီအဝိတ္တိဘာတွေပြောတာမဟုတ်ဘူးဗျတချို့ကဒီသူတို့ကဒီအဝိတ္တိနဲ့ယူဆနေတာမဟုတ်ဗျာအဓိကတော့တပည့်တို့ဒီအဝိတ္တကတော့ဘလူပဲဝိပေးပေးပါဗျာဒီချက်ပါတစ်ပင်နဲ့ပတ်ပေးလဲရမြောက်ပတ်ပေးလဲရတာပဲဗျာတပည့်တို့ဒီတို့ဒီတို့ဒီ ဗမာပြည်မှာဒီတဏှာကိုကြီးညိုတဲ့ရဟန်းတန်ကိုကြီးညိုအဝိကိုကြီးညိုတာမဟုတ်ဘူးလေဗျာသူ့ရင်ထဲမှာရှိနေတဲ့ဓမ္မတွေကိုကြီးညိုတာဒီဓမ္မမှာမရှိဒီအဝိကလည်းသူ့လုံငါလည်းဘာကြီးညိုတဲ့လုံမာတော့ဗျာဘာကိုကိုယ်ကြရလုံမာတော့မှန်ပါအဲ့ဒါဆိုသူ့လုံငါလည်းအရက်တော့ဘာတော့ဘာညာတော့လို့မိမပေးရှုပ်ဝဲတဲ့နဲ့တွေ့သူလည်းလူကိုယ်လည်းလူပဲလေဘာအဝိကလေးပန်းချတာဒါဘလို့လို့ကုသရမလို့ဗျာအမမဒီလိုမြောက်ဒီမိနီဆရာတော့ပြောတာနဲ့မဟုတ်ဘူးများကိုကိုယ်ကရဘေးဖြစ်တယ်ဆိုတာအဲ့ဒါတွေပေါ့ဗျာမှန်ပါမှန်ပါဒါကိုကိုယ်ကရဘေးအစစ်မှန်ဖြစ်သွားတာပဲဗျာဘေးဒုက္ခတွေရောက်သွားတာပဲမမ ဆိုတော့ဒါဟောပေါ့သင်္ကန်းနဲ့ပတ်သက်ပြီးတော့ဆရာတော်မိသွားတဲ့သူတို့သဘောပေါက်ပါတယ်ဆိုတော့တပည့်တော်ကဗျာဆရာတယောက်ကပြောမှုတယ်ဗျာသင်္ကန်းကိုပတ်လိုက်လို့ရှိရင်သူ့ရဲ့လုံနေတဲ့မကောင်းမှုအကုသိုလ်တွေအကုန်ကွယ်သွားတာပေါ့နော်သင်္ကန်းရှိရနေမှာဆိုကြပါဆိုဒုတိလရဟန်းတစ်ပါးပေါ့နော်ဒုတိလရဟန်းတစ်ပါးဟာဟိုသင်္ကန်းကိုယုံထားတဲ့ကောင်မှာဒကာဒကာမတယောက်ကမြင်လိုက်တဲ့ကောင်မှာသင်္ကန်းကိုမြင်လိုက်တာဖြစ်တဲ့အတွက်သူ့ရဲ့အဲနောက်မှာသူ့ရဲ့နှလုံးသားထဲမှာကိန်းနေတဲ့သူ့ရဲ့ဟိုအမှုအကျင့်နေပေါ့နော် အပြောအဆိုတွေအကြံအစီတွေပေါ့သူ့ရဲ့ကာယကံဝတိကံမနှောကံနေမကောင်းတာတွေကိုမမြင်တော့ဘူးပေါ့နော်ဒါကြောင့်မို့လို့အဲ့ဒီသင်္ကန်းကပေါ့နော်အဲ့ဒီသင်္ကန်းကမြမတကားဩဟာရတယ်သူဘာပြောလဲဆိုတော့သင်္ကန်းတဲ့သင်္ကန်းကိုပဲမအာယုံထားနေပဲဆိုသင်္ကန်းသွားလိုက်မယ်တဲ့ဆိုတော့ဒီသင်္ကန်းဟာတင့်ကိုကန်းအောင်လုပ်နေတာဖြစ်တယ်ဒါကြောင့်မို့သင်္ကန်းရဲ့ကာဘာရဲ့နောက်မှာနှလုံးသားကိုမြင်အောင်ကြည့်ပါဆိုတော့ခင်ဗျာဆရာတယောက်နေပြီးတော့ဆွေးနွေးဦးပါတယ်ခင်ဗျာမမဟုတ်တယ်ဗျာမမ ဲ့လိုဖြစ်မှာဗျာသူတို့အဓိကတော့ဟွာပါဗျာကြကြနနတွေးခေါ်စဉ်ဆက်တတ်မှာအခုနကသူရောပြောခဲ့ပါတယ်သူတို့ရဲ့ဒီတိုင်းမြေရာဒီတို့ဘာသာဝင်တဲ့မြို့ဖလာတွေများနေတာဟုတ်ဗျာမှန်ပါပညာရေးကဗုဒ္ဓဘာသာသူတာရှားတာဟုတ်အဲ့မမကံကံမတွေးခွန်နေတာအဲ့မမကံကံမတွေးခွန်မစဉ်းစားနိုင်တဲ့အကြောင်းတွေလည်းအရင်စီအမြင့်မြင်ကဆိုရင်အဓိကတော့အာနာရှင်စနစ်ကြောင့်ပေါ့ဗျာ အနာရှိစနစ်ကတော့အားလုံးဆရာတော်လက်တိပဲအကုန်လုံးတက်ပြတာလေပြီးပညာရေးတွေတက်တဲ့ကျမ်းမာရေးတွေတက်တဲ့လူမှုရေးတွေတက်တဲ့စီးပွားရေးလည်းတက်တဲ့တိုင်းသူပြည်သားတွေအကုန်လုံးဒုက္ခရောက်လှုပ်ထားတော့အဓိကဒီအနာရှင်စနစ်ဒီလိုပျောက်ပြက်သွားမှဒီလိုတိုင်းပြည်ခုနပြည်သူတွေမှမှန်ကန်ပြန်စဉ်းစားနိုင်မယ်စဉ်းစားနိုင်မယ်ဆိုတော့အကြတော်ပြပြီးစာပေတွေဖတ်လာမယ်အသိဉာဏ်တွေတိုးတက်လာမယ်စီးပွားရေးတွေတိုးတက်လို့ရှိရင်အကုန်လုံးကဒီစာပေဘက်ကိုအကုန်ရောက်လာမှာကိုအကြတော်မှန်မှန်ကန်စဉ်းစားနိုင်ဒီလိုတာသနာနဲ့သိချပါရပါ အကြမ်းမှတေချာတိုးတက်မှာဗျာကိုကတော့ဒီကုပုံသဏ္ဍာန်ကဒီအာနာရှင်စနစ်ကိုအမြင့်မဖြတ်နိုင်ဘူးဆိုလို့ရှိရင်တေချာပါတယ်ဗျာတို့သဏ္ဍာန်မတို့ဘူးအားလုံးအကုန်လုံးဆုတ်တဲ့ဆုတ် ရုတ်တဲ့ရုတ်နေမှာပါဗျာမှန်ပါဗျာဒါတို့တို့နိုင်ငံဟာဓမ္မထွန်းကားဖို့အတွက်အားလုံးပညာတက်ဖို့လိုတယ်ပညာရေးကောင်းမွန်တဲ့ပညာရေးစနစ်ရရှိဖို့အတွက်မှန်ကန်တဲ့အုပ်ချုပ်မှုစနစ်အဲ main system လို့ဆရာတော်မင်းတို့ညာတော့ခန်းနာပြောပါတယ်နိုင်ငံရေးက main system ပဲပေါ့နော်အဲ့တော့နိုင်ငံရေးကောင်းဖို့ လိုမယ်ဒါမှနိုင်ငံရေးကောင်းမှသာလေတပြို့ဆိုလေဓမ္မတွေလည်းပဲထွန်းကားနိုင်မယ်ပေါ့နော်သာသနာလည်းတည်ရနိုင်မယ်လို့မြင်ပါတယ်မှန်ပါဗျာဆရာတော်ခုလိုဖြည့်ကြပေးတဲ့အတွက်တပြို့တော့ဆရာတော်ကိုကျေးဇူးများစွာတင်ရှိပါတယ်ဗျာမှန်ပါဗျာတပြို့တော့လည်းပြည်သူပြည်သားတွေရဲ့အသည့်တွေကိုကိုတက်နေတဲ့တော့ဖွင့်ပေးတဲ့ဖွင့်ပေးဖို့အခွင့်ကြုံတဲ့အတွက်အရှင်မြတ်ကိုလည်းတပြို့ကျေးဇူးတင်ပါတယ်ဗျာဒါကတော့ဝိသမလောဘတွေနဲ့ပေါ့နော်အဲကိုရင်လေးရဲ့ငေဘဝတန်ဖိုးတွေလွတ်လပ်မှုတွေကို အသုံးချနေတဲ့လက်လာဘကိုရှာမိနေကြတဲ့လက်လာဘနောက်ကောက်ကောက်ပေါင် လိုက်နေကြတဲ့လောဘသားဝိသမလောဘသားဘုံကြီးအချို့ရဲ့အကြောင်းကိုဦးဇင်းတို့ဆွေးနွေးခဲ့တာပဲဖြစ်ပါတယ်ဒီလိုဆွေးနွေးခြင်းဟာဦးဇင်းတို့တွေဒီကိုရင်လေးအပေါ်မှာမလို့မုံထလို့မဟုတ်တယ်လို့ဒီကိုရင်လေးရဲ့ဘဝရှစ်လျှောက်ပြီးတော့မှဦးဇင်းတို့တွေရင်လေးလွန်လို့အခုလိုဆွေးနွေးနေရတာပဲဖြစ်ပါတယ်ဒီကိုရင်လေးရှင်ဥဒမသာရရဲ့ သူ့ရဲ့ဘဝလေးဟာကြီးလာတဲ့အခါမှာတကယ်ကိုမတွေးရဲစရာ ဖြစ်နေတာဖြစ်ပါတယ်။ဒါတွေကိုသိတော်မူမြင်တော်မူကြတဲ့ရှင်ကောင်းများအနေနဲ့ဒီကိုရင်လေးကိုစာနာတော်အဖြစ်ဒီကိုရင်လေးရဲ့ဘဝကိုမဖြတ်စည်းကြဖို့ဦးဇင်းတို့တွေသိတာမြင်တာယုံတော့ဆွေးနွေးကြတာပဲဖြစ်ပါတယ်။ဒါကြောင့်တရားဒဂမများအနေနဲ့လည်းပဲလူမိုက်အားပဲမလုပ်ကြပဲနဲ့ ကလေးတွေရဲ့ငယ်ဘဝတွေကိုအသွုံချကလေးတွေကိုမတရားခိုင်းစေချုံနောင်နေတဲ့ချုံနောင်မှုမျိုးတွေကိုအာမပေးကြဘဲနဲ့မိမိတို့ကိုယ်တိုင်ကရှောင်ကျဉ်ဖယ်ရှားတားမြစ်ကြဖို့လည်းပဲအင်မတန်မှအရေးကြီးပါတယ်။ဒါကြောင့်ကလေးအရွယ်တွေဟာအလွတ်လွတ်ရမယ့်အရွယ်မဟုတ်ပါဘူး။ပထမအရွယ်မှာပညာသင်ဒုတိယအရွယ်မှာအလွတ်လွတ် တတိယရွယ်မှာတရားရှာဆိုတဲ့ဘုရားရဲ့ချမှတ်ခဲ့တဲ့ချမှတ်ထားတဲ့လမ်းစဉ်အတန်းကြည့်မယ်ဆိုရင်ဒီကလေးဟာပညာသင်ရမယ့်အရွယ်ရောက်နေတာဖြစ်ပါတယ်အခုတော့ပညာသင်ကြားခွင့်မပေးဘဲနဲ့ဒီကလေးကိုသူ့ရဲ့အချိန်တွေကိုမတရားသုံးချပြီးတော့မှအမျက်ထုတ်လက်လာပါရှာမိနေကြတာပြောမယ်ဆိုလို့ရှင်တော့ကလေးလှုပ်သားခိုင်းစင်နေကြတာနဲ့အတူတူပဲဆိုတာကိုသိမြင်ကြရမှာဖြစ်ပါတယ်ဒါကြောင့်ကလေးတငယ်များကိုအထူးကာကွယ်သောအနေနဲ့ ခုလိုယဟန်သူယဟန်ယုတ်ယဟန်ညက်များကိုရှောင်ကျင်ဖယ်ရှားနိုင်ကြပါစေကြောင်းပြောကြားခြင်းနဲ့ဒီပြန်လည်တင်ပြချက်ကိုနေကုန်းကံပအသုံးသတ်အပ်ပါတယ်အားလုံးကိုကျေးဇူးများစွာတင်ရှိပါတယ်